ကောင်းတာလုပ်တိုင်းကောင်းကျိုးကိုပေးဖို့ရတဲ့ကံစွမ်းအားကျင်ခဲ့မကောင်းတာလုပ်ရင်လည်းမကောင်းကျိုးပေးဖို့ရတဲ့ကံစွမ်းအားကျင်ခဲ့အဂရိယဝါရသမားကြတော့ကျင်ခဲ့ရလားဟောကြတယ်ပြုလုကာမြမတ္တာပဲကြည်ကြည်ရောလို့ဖြစ်မနေဘူးလားဖြစ်နေတယ်အဲ့ဒါကြောင့်လောကထဲမှာအဂရိယဝါရသမားများလာရင်လည်းလောကငြိမ်းချမ်းရေးရနိုင်ရလားဘာကြောင့်မရနိုင်တာလဲ အေးမကောင်းတာလုပ်ပေမဲ့မကောင်းကျိုးငါရမှာမဟုတ်ဘူးလို့ तू လက်ခံရလားလက်မကောင်းပြီးပြီးရောဆိုပြီးတော့ကဲစီးပွားရေးအပိုင်းမှာလိုက်ပြီးတော့ကြည်ရင်လဲငါချမ်းသာပြီးတာကွာကျန်တဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းအဖြစ်ဆိုပြီးတော့ခုလောလောဆယ်ပဲကြည်ကြည်လူတွေကစီးပွားရေးခွက်မြင်သလားမမြင်ဘူးလားဘာရည်သေးတက်ကုန်လဲဟင်ဘာသေးတက်ကုန်ဘာလို့စားသေးတက်ကုန်ဟင်ဘာလို့စားသေးတက်ကုန် လူတွေကမျိုးစုံပဲတချို့ကဒုက္ခရောက်ရင်ငါတို့တော့ကူညီအောင်ပါပဲလို့သိကူးတဲ့လူလည်းမရှိဘူးလားဟာဒီလိုနေရာတော့အကွက်ပဲကွာလို့တွတ်တဲ့လူလည်းမရှိဘူးလားရှိတယ်အဲ့ဒါကြောင့်သိထားပါမယ်ဘူတဲတာပဲတခုခုဖြစ်လိုက်တာနဲ့တပြိုင်နက်ဇီးလေးတွေကတက်တယ်မလားဘူးလားအဲ့ဒါမျိုးလှုပ်လေရတာငြိမ်နေလည်းမရဘူးလားရနိုင်ပါတယ်ဒါပေမဲ့လူကနဘေးကိုမကြည့်တော့နော် တပည့်ကိုမကြည့်ပဲနဲ့အဲ့ဒါလှိမ့်ပြီးတက်ရင်တက်ရင်လေမြန်မာနိုင်ငံမှာလိုက်ပြီးတော့ကြီးလိုက်ရင်ဈေးတွေအဖက်ဖက်ကနေမတက်ဘူးလားတက်တယ်တက်ပြီးသွားရင်လည်းပြန်ကြရလားမကြတော့ဘူးဟုတ်လားနော်ရှေ့တက်သွားတဲ့ဆိုတော့ဆက်ပဲပါတော့တာပဲဟုတ်လားနော်အားကြောင့်မို့ဈေးလည်းပဲတပြည့်ပြည့်နဲ့များများလားအဓိကကတော့လူလောကမှာနေနေတဲ့အခိုက်အတန့်မှာဘလူလေးပဲတွေးရမလဲပြောရင်ဘဝဆိုတာယာယီလေးပါလို့တွေးရဘလူတွေးရမလဲ ဘဝဆိုတာယာယီလေးပါ လူဘဝရထားတာလည်းယာယီပဲမိစေအပေါင်းသင်ရထားတာလည်းယာယီပဲရှစ်ကင်ပေါင်းသင်နေကြတာလည်းယာယီတွေပဲယာယီဖြစ်နေတဲ့ဒီဘဝလေးမှာဘာရည်ကြီးတယ်လဲပြန်ကောင်းတာလေးတွေလှုပ်သွားဖို့ရည်ကြီးတယ်ဘာလေးတွေရည်ကြီးကောင်းတာလေးတွေလှုပ်သွားဖို့ရည်ကြီးတယ်ငါနောက်ပါသွားမယ် ဩငါဒီလိုကြုံနေတဲ့ခိုက်တံမှာဒီလိုကောင်းတာလေးလှုပ်လိုက်ရင်တော့ကောင်းတဲ့တရားလေးငါ့နောက်ပါနိုင်တာပဲဆိုတဲ့ယောနိတော်မနတိကာရဟာလို့မရဘူးလားရတယ်ဟောလားမှန်မှန်ကန်ကန်အဲ့ဒါမျိုးနှလုံးလေးသွင်းပြီးတော့နေတဲ့ပုဂ္ဂိုလ်မျိုးကြတော့ကောင်းမှုလေးတွေမလုပ်ဖြစ်ဘူးလားအနမို့ဆိုရင်ဒီလိုမှနှလုံးမသွင်းဖြစ်ရင်လူတယောက်ဒုက္ခရောက်ရင်ဒီအကွက်တော်ဆိုင်နေငါဒီလိုချလိုက်ရင်တော့အပိုင်ရမှာပဲဆိုလောဘတွေတက်မလာဘူးလား တက်လာကြတယ်အဲ့ဒါမျိုးလှုပ်တဲ့ပုဂ္ဂိုလ်ဒီဒီဘဝတော့ယာယီအနေနဲ့ချမ်းသာခြင်းချမ်းသာမင်းတန်တရာမှာကြောက်เสียမကောင်းလားအေးကောင်းတယ်အဲ့ဒါကြောင့်မို့ခုဒီမှာကြည့်တော့ဝါရာထဲမှာကြည့်ရင်ခုဘဏဝါရာပြီးပါလေနဝါရာနံပါတ်၁ကဘာဝါရာအာယိတုကဝါရာသူကကြတော့ကြောင်းကျိုးရှိရလားမရှိဘူးနောက်တစ်ခုကအကရိယာဝါရာကုသိုလ်လုပ်ပေမဲ့ကုသိုလ်လို့မြည်ရလား အကုသိုလ်လုပ်ပေမဲ့အကုသိုလ်လို့မမြည်ဘူးအဲ့ဒါဘာဝါဒအကရိယဝါဒနောက်နံပါတ်3ကဘာဝါဒကမ္မဝါဒအဲ့ဒါဗုဒ္ဓရဲ့ဝါဒကအဲ့ဒါပဲဟုတ်လားဘာဝါဒလဲကမ္မဝါဒဗုဒ္ဓရဲ့ကမ္မဝါဒကိုလိုက်ပြီးတော့ကြည်ရင်ကံကိုယုံကြည်တဲ့အပိုင်းမှာဘုရားဘာသာတော်တော်များများပြီးမယုံကြည်တဲ့ခုဖြစ်နေတာဟုတ်လားနော်ကံကိုယုံပြီးပါမနှင်းရအောင် စုပုံသွားပြီးတော့မနင်းရဘူးတော့စုပုံသွားနေဘာဖြစ်မလဲစုစုမှာဟာကံကောင်းရင်တော့ငါတို့စုပုံကြီးနင်းလေပဲစုစုမှာမဟုတ်ပါဘူးကွာလို့သွားပြီးတော့ယုံပြီးနင်းကြည့်လိုက်ဘာဖြစ်မလဲစုစုမှာတေးကြတယ်အဲ့ဒါကြောင့်မို့ကံကိုယုံကြည်တဲ့အပိုင်းမှာလည်းဘလို့ယုံရမလဲလို့ပြောရင်နှစ်ကံယုံရဘယ်နှစ်ကံယုံရမလဲ နှကံယုံမဗုဒ္ဓဘာသာဖြစ်တာဒကံနဲ့ယုံတဲ့ပုဂ္ဂိုလ်ဒီဗုဒ္ဓဘာသာမဟုတ်ဘူးဘလို့နှကံယုံရမလဲလို့ပြောရင် အတိတ်ကံကိုယုံရမယ်တစ္ဆုတ်ပံကံကိုယုံရဘာကံကိုယုံရမလဲအတိတ်ကံကိုယုံမယ်တစ္ဆုတ်ပံကံကိုယုံမယ်တို့လူဘဝရထားတဲ့ပုဂ္ဂိုလ်များဒီဒီကံနှစ်ခုလုံးပိုင်းဆိုင်ပြီးတော့မထားကြဘူးလားထားတယ်အဲ့လိုနှကံရှိတဲ့တွေကဘယ်ကံဒီပို့ပြီးတော့ အရေးကြီးတယ်လို့ပြောရင်ပစ္စုပ္ပန်ကံဒီပို့အရေးကြီးတယ်ဘယ်ကံဒီအရေးကြီးလဲအတိတ်ကံတွေကဘလောက်ပဲကောင်းနေကောင်းနေပစ္စုပ္ပန်လုံရက်ကမဟုတ်ရင်အဲ့ဒီပုဂ္ဂိုလ်ဒီကြီးပွားချမ်းသာမှုဖြစ်နိုင်ရလားမဖြစ်နိုင်ဘူးအဲ့ဒါကြောင့်ဘုရားဘာသာရဲ့ရကံကိုယုံရင်ဘယ်နှခုယုံရမလဲနှစ်ခုယုံရမယ်ဘယ်ကံနဲ့ဘယ်ကံယုံရမလဲအတုအတိတ်ကံနဲ့ပစ္စုပ္ပန်က ဒီနမဲ့ဘုရဘာသာကမျက်စိလဲလဲသွားတာရှိတယ်။ဘာလေးတွေမျက်စိလဲသွားလဲလို့ပြောရင်ကောင်းတာတွေကောင်းတဲ့ကံတွေကိုလုပ်နေကြတဲ့နဲ့ခါတလေဘာအကျိုးတွေရတယ်လဲမကောင်းကျိုးတွေဖြစ်တတ်သလားမဖြစ်တတ်ဘူးလားဖြစ်တတ်တယ်။တခါလေကျတော့မကောင်းတဲ့တရားတွေကိုလုပ်နေပြီမဲ့ကောင်းတာတွေကြီးတဲ့ထွက်နေတာတွေမရှိဘူးလား။အေးအဲ့ဒါဘာအကြောင်းအဲ့ဒါမျိုးဖြစ်တာလဲ။ကောင်းတာလုပ်ခဲ့တဲ့နဲ့ မကောင်းကျိုးဘာကြောင့်ပေါ်တာလဲမကောင်းတာလုပ်ခဲ့တဲ့နဲ့ကောင်းကျိုးဘာကြောင့်ပေါ်တာလဲလို့ဆိုရင်ကံဒီပစ္စုပ္ပန်ဒကံနဲ့ဟုတ်ရဲ့လားဘယ်ကံပါလို့လဲအတိတ်ကံပါလို့အတိတ်ကံကိုတို့မြင်ရရဲ့လားမမြင်ရဘူးအဲ့ဒီအတိတ်ကံပဲကောင်းတာမကောင်းတာတွေပါမလာဘူးလားပါလာတယ်ကြောင့်မို့ဒီဘက်ကဘဝကကောင်းတာလုပ်နေရင်ကတခါလေးဘာဖြစ်တယ်လဲမကောင်းကျိုးတွေဖြစ်တတ်တယ် တခါတလေကျတော့လေမကောင်းတာတွေလုပ်ခဲ့တဲ့အနေမကောင်းကျိုးဆိုတာမဖြစ်ဘဲနဲ့ဘာကျိုးတွေလာလဲကောင်းကျိုးတွေလာတဲ့တည်းအဲဒါကြောင့်မို့ယုံတဲ့အပိုင်းမှာကံကိုဘယ်နှမျိုးယုံရမလဲနှမျိုးထားပြီးတော့ယုံမဘဇဝါရစစ်တာလေဗုဒ္ဓရဲ့ကမ္မဝါရစစ်တာဘဇရဲ့ကမ္မဝါရစစ်တာလေအဲကြကံတစ်ခုကိုလှုပ်လိုက်ရင်အဲ့ဒီကံကိုဘဇကနေအကျိုးပေးနေဘုရဝါရရဲ့ရတာဘဇကအကျိုးပေးလေ ဒီကိုလုတ်တဲ့ကံကပဲအကျိုးပေးတာအဲ့ဒီကံကိုဗုဒ္ဓထိန်းချုပ်ရလားကောင်းတာလေးပေးတာကလည်းပဲဗုဒ္ဓကပေးတာဟုတ်ရလားမကောင်းတာပေးတာကလည်းပဲဗုဒ္ဓကပေးတာမဟုတ်ဘူးကိုလုတ်တဲ့အတိုင်းကိုရမရဘူးလားအဲ့ဒါဒီဘုဇဝါဒလဲဗုဒ္ဓရဲ့ကမ္မဝါဒဘုဇရဲ့ကမ္မဝါဒလဲအေးအဲ့ကြတော့အထက်ကဝါဒရဲမယ်အဲ့ဒါမျိုးသဘာဝကြကြတို့တွေ့ရလား မတွေ့ရဘူးအပေါ်ဆုံးဝါဒမှာကျတော့ဘာပြုတ်နေလဲအကြောင်းပြုတ်နေမပြုတ်ဘူးလားဟေးဒီဘက်မှာကျတော့ကောင်းကံမကောင်းကံဆိုရယ်ကံပြုတ်မနေဘူးလားပြုတ်နေတယ်အဲကျတော့ဝါဒဘယ်နှခုပြီးသွားလဲသုံးခုပြီးသွားဘာဝါဒတွေပြီးသွားเอกมวาระဆိုပြီးတော့သူပေါင်းဘယ်နှမျိုးရှိလဲအေး၃မျိုးရှိတာနော်၃မျိုးရှိတယ်တဲ့အာယေသူကဝါရနောက်တစ်ခုက အာရိယဝါနောက်တစ်ခုကကမ္မဝါဒအဲ့ဒီရဲ့နောက်တစ်ခုကတော့ဘာလဲလို့ရင်သုံညတဝါဒဘာဝါဒလဲသုံညတဝါဒသုံညတဝါဒထုံးကားရင်လည်းပဲလောကကြီးကောင်းကျိုးမဖြစ်တော့ဘူးလောကကြီးတစ်ခုလုံးငြိမ်းချမ်းရေးမရတာသုံညတဝါဒကတော့ဘာလဲလို့ရင်ပြည့်ညက်တွေကိုပယ်တာဘာတွေကိုပယ်တာလဲပြည့်ညက်တွေကိုပယ်တာ ြင်းညက်ဆိုတော့ဘာတွေကိုပယ်တယ်လဲလို့ပြောရင်အဖေးဆိုတာမရှိဘူးဘာမရှိဘူးလဲအဖေးဆိုတာမရှိဘူးအမေးဆိုတာမရှိဘူးနော်လောကထဲလိုက်ပြီးတော့ကြည့်ရင်လေးစားလောက်တဲ့ဖရာဆိုတာလည်းပဲမရှိဘူးတရားဆိုတာလည်းပဲမရှိဘူးတန်ဃာဆိုတာလည်းပဲမရှိဘူးဘာဆိုဘာမှမရှိဘူးလူဆိုရင်လူဖြစ်ခါမြတ်မတ္တပဲလို့ယူဆတဲ့အယူဆတွေဘာဝါဒလဲသုံးညတဝါဒ အဲ့ဒီဝါရထုံးကားလာရင် လောကငြိမ်းချမ်းရေးရနိုင်သလားမရနိုင်ဘူးလားဘာလို့မရနိုင်တာလဲဟုတ်လားလောကရဲ့နေလို့ချင်းလောကရဲ့အကြောင်းသိရဟုတ်တယ်မဟုတ်နော်တယောက်နဲ့တယောက်ကွာချက်ကရှိရအဖေကိုအဖေမြန်းသိမှဘာလို့သိရမလဲအဖေကိုအဖေမြန်းသိရ အဖေဆိုတဲ့ဂုံပုတ်နဲ့ပြန်တဲ့ပုဂ္ဂိုလ်ရဲ့ဂုံပုတ်ကတူရဲ့လားမတူဘူးဟုတ်လားဖခင်ဆိုတဲ့ဂုံပုတ်နဲ့ပြန်တဲ့အမျိုးသားတော့ဖြစ်တာမှန်တယ် ဖခင်ဆိုတဲ့ဂုံပုတ်ကျန်တဲ့ပုဂ္ဂိုလ်ကရရလားမရဘူးကိုယ့်ရဲ့အဖေဖြစ်တဲ့ပုဂ္ဂိုလ်ကတော့ဖခင်ဆိုတဲ့ဂုံပုတ်ကိုမရဘူးလားရထားတဲ့အတွက်ကြောင့်ကိုယ်စိတ်ထဲကလည်းငါရဲ့ဖခင်ပဲငါဖခင်ကိုပြန်လဲပြီးတော့ကျေးဇူးဆက်ရလိမ့်မယ်ငါကိုပြုစုစောင့်ရှောက်ထားတာပဲဒီဖခင်ကိုငါဟာကျေးဇူးဆက်တဲ့နေနဲ့သူတို့ကြီးလာရင်ငါပြန်လဲပြီးတော့စောင့်ရှောက်ရမယ်လို့အတိတိနေခြင်းဒီဘာကို လက်ခံလို့လဲပြောရင်ဖခင်ဆိုတဲ့ ပြည့်ညက်ကိုလည်းလက်ခံတယ်။ဟခင်ဆိုတဲ့ဂုံပုတ်ကိုလည်းလက်ခံတယ်။ကံကံရဲ့အကျိုးတရားကိုလည်းလက်ခံတယ်။အဲ့ဒါကြောင့်မို့ပြန်လည်ပြီးတော့ပြုစုမှုယူရမှုစောင့်ရှောက်မှုတွေလုပ်တာတကယ်လို့သာတုံညတဝါရအတိုင်းအဖေလည်းမရှိဘူးအမေလည်းမရှိဘူးမွေးထားတာဒီတို့ဘာသာတို့ကမြင်းလို့တို့မွေးတာပဲလို့ဖြစ်သွားရင်ပြည့်တယ်တဖြည်းဖြည်းနဲ့အမိနဲ့ကုနောင်က သာသမီပြန်လဲစောင့်ရှောက်မှုရနိုင်သေးလားဖခင်နဲ့သာသမီပြန်လဲစောင့်ရှောက်မှုရနိုင်သေးလားမရနိုင်တော့ဘူးအဲ့ဒါကြောင့်မို့ဒုသူတော်စင်မြားကတုံညတဝါဒမဖြစ်ဖို့ရရေးမကြည့်ဘူးလားရေးကြည့်တယ်ဒီနားမှာဘုရားဝါဒရှုတော်လေးနဲ့တုံညတဝါဒကိုဝင်ပြီးတော့ကြည့်ကြည့်လိုက်ဖခင်ဖြစ်တဲ့ပုဂ္ဂိုလ်ကိုပြုစုမှုစောင့်ရှောက်မှုမလုပ်ဘူး။မိခင်ဖြစ်တဲ့ပုဂ္ဂိုလ်ကိုပြုစုမှုစောင့်ရှောက်မှုမလုပ်တဲ့ပုဂ္ဂိုလ်ဒီဘာကျူးခံစားရမလဲ။ ူအလဲရောက်ရင်လည်းအဲ့ဒီအတိုင်းပြန်ပြီးတော့မကြုံနိုင်ဘူးလားကဲအဲ့လိုကြုံအောင်ဘယ်သူလုပ်တာလဲကိုလုပ်တာဘာကြောင့်ကိုလုပ်တာကိုကိုခံရတာလဲလို့ပြောရင်သူ့ရဲ့နောက်ကကလေးဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းသူ့ရဲ့အဖေမေကိုကြည်နေတာတို့အဖေမေကသူ့ရဲ့အဖေမေကိုအဖိုးဘွားတွေကိုဘလို့ပြုစုသလဲစောင့်ရှောက်သလဲကြည်မနေဘူးလားကြည်နေတယ်အဲ့ဒါကြောင့်အတန်ဒိတ်တင်သွားတာမတင်ဘူးလား သင်သွားတယ်အေးအဲ့ဒါကြောင့်မို့လောကထဲမှာသုံးညတဝါရတာထွန်းကားလာရင် လောကငြိမ်းငြိမ်းရနိုင်ရလားမရနိုင်ဘူးအဲ့ဒါကြောင့်ဘယ်နှခုရှိသွားလဲလေးခုဘာဝါရတွေပြီးသွားလဲအေးသုံးညတဝါရနောက်တစ်ခုကဘာလဲဗုဗ္ဗေကတ္တကမ္မဝါရတဲ့ဘာဝါရလဲ အဲ့ဒီကမ္မဝါဒကကြတော့ဘာနဲ့တွားပြီးတော့တူတယ်လဲဆိုရင်ဗုဒ္ဓရဲ့ကမ္မဝါဒနဲ့ဆင်းနေတယ်နော်တူတာတော့မဟုတ်ဘူးဆင်းနေတာမဆင်းဘူးလားဒါပေမဲ့တူတလားလို့ပြောရင်တော့တူလုံးဝကိုမတူဘူးဒါပေမဲ့ဗုဒ္ဓဘာသာဖြစ်တဲ့ပုဂ္ဂိုလ်များကယူဆတဲ့အပိုင်းမှာကြတော့ကမ္မဝါဒနဲ့ပုပ္ပေကတဝါဒကိုရောပြီးတော့ယုံကြတယ်ခုနကအပေါ်မှာရှိတဲ့ကမ္မဝါဒကယုံတဲ့အပိုင်းမှာကံပဏမျိုးကိုယုံရတယ် ဘာကံနဲ့ဘာကံယုံတာလဲအတိတ်ကံနဲ့ပစ္စုပန်ကံအတိတ်ကံကိုဘယ်သူလှုပ်ထားတာလဲကိုယ်လှုပ်ထားတာပဲပစ္စုပန်ကံလည်းကိုယ်လှုပ်ထားတာအဲ့ဒါမျိုး ਨੇ ယုံကြည်ထားတာဒီဘက်ကပုပ်ပီကတ္တကမ္မဝါရကြတော့ပုပ္ပါကရှိဟုတ်လားကတ္တကပြုတ်လုပ်ထားတာပုပ္ပါကဘာလဲရှိကတ္တကပြုတ်လုပ်ထားတာ လူတယောက်ကယုံနေအပိုင်းမှာ ရှေးကံကြီးတယ်ပဲယုံနေတာရှေးကံကြီးတယ်ပဲယုံနေတာဘယ်ကံကြီးတယ်ယုံတာလဲရှေးကံနေကြီးတယ်ပဲအကုန်လှိမ့်ပြီးတော့ယုံတဲ့အခါကျတော့တခုခုဖြစ်လာရင်လည်းဖြစ်မှာပေါ့ကွာငါအတိတ်ကံကမကောင်းဘူးဆင်းရဲရင်လည်းပဲဆင်းရဲမှာပေါ့ကွာငါအတိတ်ကံကမကောင်းဘူးငါအတိတ်ကံကမကောင်းဘူးဆိုပြီးတော့ရှစ်သမျှအရာမှန်သမျှကိုဘယ်မှာပဲပုံချနေလဲ ရှေ့အတိတ်ကံကြီးတဲ့ပုံချရတဲ့ဘုရားဘာသာကအဲ့ဒါမျိုးဖြစ်တတ်သလားမဖြစ်တတ်ဘူးလားဖြစ်တတ်တယ်တကယ်ဘုရားဘာသာဝင်ကအဲ့ဒါမျိုးဟုတ်ရဲ့လားမဟုတ်ဘူးကံဘယ်နှမျိုးယုံရမလဲအတိတ်ကံနဲ့တစ္ဆုတ်ပံကခုဒီပုဂ္ဂိုလ်ကဘာပဲယုံနေလဲအတိတ်ကံကိုပဲယုံပြီးတော့ဘာကံကိုမယုံဘူးလဲတစ္ဆုတ်ပံကံကိုမယုံဘူးတစ္ဆုတ်ပံလုံရက်ကအရေးကြီးသလားမကြီးဘူးလား အရေးကြီးတယ်အဲ့ဒါကြောင့်မို့ဝါရ6မျိုးကိုဘုရားဝါရနဲ့ရှုပြီးတော့ကြည့်လိုက်တဘာဝကြကြစဉ်းစားနိုင်တာဒီဗုဒ္ဓရဲ့ကမ္မဝါရပဲဘုသူ့ရဲ့ကမ္မဝါရလဲဗုဒ္ဓရဲ့ကမ္မဝါရဗုဒ္ဓရဲ့ကမ္မဝါရကတခုခု တွေ့တာနဲ့တရားနဲ့အကျိုးတရားပေါ်ရင် နောက်ကဘာရှိလဲအကြောင်းဆိုတာရှိတယ်မရှိဘူးလားအဲ့ဒီအကြောင်းတရားကို လိုက်ရှာပြီးတော့ဩဒီအကြောင်းကြောင့် ဒီအကျိုးဖြစ်တာပဲလို့ဘုရားရဲ့ကမ္မဝါဒကမယုံလားယုံနေအဲ့ဒါကြောင့်မို့လောကလူနဲ့ပတ်သက်ပြီးတော့ဝါဒဘယ်နှမျိုးကွဲလာလဲ၅မျိုးပထမကဘာတုံးဆိုရင်အေအာယတုကအကြောင်းမရှိဘူးဆိုတဲ့ဝါဒဒုတိယကဘာလဲလဲအာကရိယဝါဒဘာလုလုလုတာမမြည်ဘူးဆိုတဲ့ဝါဒနောက်တစ်ခုကကမ္မဝါဒအဋိက္ကံနဲ့သစ္ဆုပ္ပံကံကိုယုံတဲ့ဝါဒနောက်တစ်ခုက တုံညတဝါရလောကမှာထူးမြတ်တဲ့ပုဂ္ဂိုလ်ဆိုတာလည်းမရှိဘူးအမေဖြစ်ဆိုတာလည်းမရှိဘူးကောင်းကံဆုကံဆိုတာလည်းမရှိဘူးအဲ့ဒါဘာဝါရအေးအဲ့ဒါမျိုးယူတဲ့ပုဂ္ဂိုလ်တွေလည်းလောကမှာမရှိဘူးလားရှိတယ်နောက်တစ်ခုကကြတော့အတိတ်ကံကြီးတဲ့ပုံချတဲ့လူတွေလည်းမရှိဘူးလားအဲ့ကြတော့ဗုဒ္ဓရဲ့အလိုအရာကမ္မဝါရကိုယုံရင်တော့ရှင်းရှင်းလင်းလင်းလေးမှတ်ထားပါပါ ြီးပွားခြင်းတဲ့ပုဂ္ဂိုလ်ချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်ဒီကံဗန္နမျိုးယုံရမလဲနှစ်မျိုးဘယ်ကံနဲ့ဘယ်ကံလဲအတိတ်ကံနဲ့ပစ္စုပန်ကံနဲ့ကဲအဲ့လိုဆိုတော့ဘဝဒသနာကိုပြန်ပြီးတော့အကျဉ်းချုပ်ကြည့်လိုက်ရင်တကဘာလုံးမှာကူးကွယ်နေတဲ့ဝါရကို၃မျိုးနဲ့ချုပ်လို့ရတယ်ဗန္နမျိုးနဲ့ချုပ်လို့ရ၃မျိုးနဲ့သွားပြီးတော့ချုပ်လို့ရနံပါတ်၁ဘာနဲ့ချုပ်မလဲလို့ပြောရင် ਪਰ မအတ္တနဲ့ချုပ်ဘာနဲ့ချုပ်ရမလဲ တဏီယပြင်ပြောရင်မဟာဗျာမာဆိုတဲ့အယူအဆနဲ့ချုပ်ဘာနဲ့ချုပ်ရမလဲမဟာဗျာမာဆိုတဲ့အယူအဆနဲ့ချုပ်ကြည့်လိုက်ရင်လောကထဲမှာနော်လဲပတ်ပြီးတော့နေကြတဲ့ပုဂ္ဂိုလ်များသည်နော်ဘာနဲ့ကျင်လည်နေကြသလဲလို့ပြောရင်အတ္တနဲ့ကျင်လည်နေတာဘာနဲ့ကျင်လည်တာလဲအတ္တနဲ့ကျင်လည်နေတာသူတို့ရဲ့နောက်ဆုံးပန်းနိုင်ပြီဘာနဲ့ပေါင်းဖို့လဲမဟာဗျာမာနဲ့ပေါင်းဖို့နောက်တစ်ခုက ဘာနဲ့သွားပြီးတော့ကြည့်လို့ရတယ်လေတွင်ພັນစင်ရှင်ဝါဒဘာဝါဒလဲພັນစင်ရှင်ဝါဒခုခရစ်စတန်ဘာသာဒီဘာဝါဒလဲພັນစင်ရှင်ဝါဒအစ္စလမ်ဒီພັນစင်ရှင်ဝါဒသူတို့ရဲ့နောက်ဆုံးပန်းနိုင်ပြီလေဘာနဲ့ပေါင်းဖို့လဲພັນစင်ရှင်ဖြစ်တဲ့ပုဂ္ဂိုလ် ਨੇ ພັນစင်ခံတရဝါတို့ပေါင်းစီဖို့အဲ့ဒါဘာဝါဒလဲພັນစင်ရှင်ဝါဒပထမကအတ္တဝါဒဒုတိယကພັນစင်ရှင်ဝါဒနောက်ဆုံး ဟုတ်လားကမ္မဝါဒဘာဝါဒလဲကမ္မဝါဒကမ္မဝါဒရဲ့အရာကကြတော့တန်တရာထဲမှာကျင်လည်နေတဲ့ပုဂ္ဂိုလ်ဒီကောင်းတာတွေလည်းလုပ်တယ်ဆိုးတာတွေကိုလည်းလုပ်တယ်အဲ့ဒီတဲကနေကောင်းတာတွေကြီးတယ်များများလုပ်ပြီးသွားတော့ယန္တာအဆင့်တီဖြစ်အောင်လုပ်လိုက်ရင်ကံနေတီပြတ်မသွားဘူးလားပြတ်သွားတယ်ပြတ်သွားပြီးတော့အဲ့ဒါဘယ်ရောက်ပါမလဲပြောရင်နိဗ္ဗာန်ကို ရောက်မယ် အဲ့ဒါကြောင့်တကဘာလုံးကကိုးကွယ်တဲ့ဝါဒတွေကိုစုပေါင်းပြီးတော့ခြုံကြည့်လိုက်တော့၃မျိုးတည်းနဲ့ချုပ်လို့ရတယ်။ဘယ်နှမျိုးနဲ့ချုပ်လို့ရလဲ။ဘာလဲပြောရင်အတ္တဝါဒရယ်၊ဖန်ဆင်းရှင်ဝါဒရယ်၊ကမ္မဝါဒရယ်။အတ္တဝါဒဆိုတာဘုသူယဉ်ညွန်းတာလေ။ဟိန္ဒူကိုယဉ်ညွန်းတာ။ဖန်ဆင်းရှင်ဆိုတာဘုသူယဉ်ညွန်းတာလေ။ခရစ်စတန်နဲ့အစ္စလာမ်ကိုယဉ်ညွန်းတာ။နောက်ကမ္မဝါဒဆိုတာဘုသူယဉ်ညွန်းတာလေ။ဘုရားဘာသာကိုယဉ်ညွန်းတာ။ ကဲဤသင်ပြီးခြင်းနဲ့အချက်လက်ကတော့ရသလားမရဘူးလားတော့မသိဘူးတရားကတော့သုံးသွားပြီဟုတ်လားသူပေါင်းဘယ်နှချက်ပြီးသွားလဲခုနှစ်ချက်ပြီးပြီးသွားတာအဲ့ဒါကြောင့်တရားကောင်းစည်းကိုဘာလို့ပြီးထားလဲလူသားနဲ့ဘဝဒသနာများတဲ့ဗါတယ်လေဘဝဒသနာများတဲ့အဲ့ဒါကြောင့်လူသားဖြစ်တဲ့ပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့ဘဝဒသနာတွေကိုမျိုးမျိုးမဖွင့်ကြဘူးလားဖွင့်ကြတယ်အဲ့ကြတော့ဥစဉ်တို့အနေနဲ့ကတော့ ခြုံပြီးတော့ပြောရရင်တော့လူဘဝလေးဆိုတာယာယီလေးရနေကြတာယာယီလေးရနေတဲ့ဒီဘဝကိုဘုဒ္ဓဝါဒရဲ့အလိုအကြကမ္မဝါဒကိုအတိတ်ရောပစ္စုပန်ရောမြတ်မြတ်တတ်တာယုံကြည်ပြီးတော့သို့သူတော်စင်များကဘာများများလုပ်ဖို့လို့လဲကုသိုလ်တရားများကိုများများလုပ်ပြီးတော့လမ်းလျှောက်ကြရင်အဲ့ဒီပုဂ္ဂိုလ်ဒီလူဘဝကိုယာချိုးမနှက်ဘူးလား နဲ့တဲ့အခုတို့သူတော်တင်များဒီတဲကိုလာပြီးတော့ရောက်ပြီးတော့တရားနာကြခြင်းဒီလည်းပဲဘာလာလို့တာလဲကုသိုလ်လာလို့တာပထမဝဲလို့တယ်ဆိုတာလဲဘာလို့တာလဲကုသိုလ်လို့တာပြီးသွားရင်သူ့ရဲ့နောက်ွယ်ကကြည့်ဘာကြောင့်ဒီကုသိုလ်ကို လုံနေကြတာလဲလို့ပြောရင်ကုဘဝတဆင့်နဲ့တဆင့်မြင့်အောင်ဘာလို့လို့တာလဲတဆင့်နဲ့တဆင့်မြင့်အောင်ကုသိုလ်ဆိုတဲ့အရာများကလည်းပဲအချိန်လေးပြီးပြီးမှ လုပ်လို့ရတာအချိန်မပြီးပဲနဲ့ဩတို့ကတော့လုပ်တွေကရှုပ်နေတာလင်းလာတာနဲ့တပြိုင်နက်တစ်ခုပြီးတစ်ခုလုပ်နေရတာပဲတစ်ခုပြီးတစ်ခုလုပ်နေရတာကုသိုလ်လုပ်ချိန်မရှိပါဘူးကွာလို့အဲ့ဒါမျိုးတွတ်တဲ့ပုံကူမျိုးကြတော့ကုသိုလ်လုပ်ဖြစ်သေးလားမလုပ်ဖြစ်တော့ဘူးအဲ့ဒါကြောင့်မို့အာလုံးတော်သူတော်စင်များသည်ကိုယ့်ရဲ့ဘဝလေးရနေတဲ့အခိုက်အတန့်မှာဘာတွေများများလုပ်ရမလဲကုသိုလ်များများ လုပ်ရမယ် နောက်တစ်ချက်ကဘာရှောင်ရမလဲပြောရင်အကုသိုလ်တရားများကိုရှောင်ပေးရမယ်မဖြူစင်သေးတဲ့စိတ်ကိုဘာဖြစ်အောင်လုပ်ရမလဲဖြူစင်အောင် လုပ်မယ်ဟဲ့လို့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီဘဝလွတ်လန်းကျွတ်လန်းမရောက်နိုင်ဘူးလားအဲ့ဒါကြောင့်ဒီနေ့ကြောက်လာကြတဲ့အလုံးသောသူတော်စင်ပရိသတ်အပေါင်းသူတော်ကောင်းတို့ဒီလည်းပဲဘုရားရှင်ကိုရောမြတ်ရဲ့တရားတော်တို့ဤအနှစ်သာရဖြစ်တဲ့ဒါနသီလဘာဝနာစတဲ့ကိစ္စတို့ကို တဏိတခြားကျူစွာအထုံနိုင်ပြီး၍တပည့်တော်တို့သီဝဘဝတို့တို့နှင့်မဖို့နိဗ္ဗာန်ကိုရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြပါစေကုန်သောဟူ၍ပေါင်းစုက တောင်းစုပတ္ထနာပြုလိုက်ကြကုန်ရသတည်းအဲဥစဉ်ကတစ်ခေါက်ဆိုပေးမယ်တို့သူတော်စင်တို့က၃ခေါက်စီလိုက်ပြီးတော့ဆို ဗုဒ္ဓသာသနာနေယောဝါရှေးပြလင်းသေးသော မေမာဘုံညာဓမ္မဒေသနာတင်ကြီးတံဒေနသဗေဒုက္ခယံဒုသနာအိဋ္ဌသမင်ကိနော မေမယာဒေသကဖြစ်သောတရားဟောဆရာငါတိဓမ္မဒေသနာတင်ကြီးတံတရားတော်နှင့်ဆက်ရှင်သောယမဘုံညာအကျင့်ဓမ္မဒါနာ တရားအလူကိုပေးလူရာချင်းတည်ဟူသော ပုံညာကရိယာကုသိုလ်ထုကို သင်စီတန်းကောင်းစွာမသွေဖြည့်စည်ပူလရပါပေ၏ဒုံမေပိတရားချစ်ခင်စိတ်ကောင်းဝင်ကြကုန်သော သင်သူတော်စင်ပရိသတ်အပေါင်းသူတော်ကောင်းတို့သည်လည်းပဲယမဘုံညာအကျင့်ဓမ္မတဝနာ တရားတော်ကိုကြားနာရခြင်းတည်ဟူသော ပုံညာကရိယာကုသိုလ်သူကိုသင်စီတန်းကောင်းစွာမသွေဖြည့်စည်ပို့လိုက်ရပါပေသည်ဣနာထုသူစင်ပို့ဓမ္မဒါနာဓမ္မသဝနာ ပုံညာကရိယာကုသိုလ်သူကြောင့်တပိလူအယယနအဖျားပြာယမမကျွင်းကပင်အုတ်တုံအလုံးစုံကုန်သော တတ္တသူငါကသတ္တဝါမန္တမြအနန္တတို့သည်အိဋ္ဌသမင်ကိနောမိမိတို့လိုလာ တောင်းတကြတဲ့အိဋ္ဌမင်္ဂလာဖြာဖြာတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယံသူယနေ့ကသနိဗ္ဗာန်ရသည့်ဘဝတန်အောင် ကျဉ်းမာမာချမ်းသာသာရှိတော်မူနိုင်ကြပါစေခုံတည်း ယနေ့သာသနာတော်နေ့2552ခုဘောဇာတက္ကရေ1380ခုနှစ်ကစုံလာဇန်2ရက်နေ့ညမန္တလေးတိုင်းစင့်ကြံမြို့နယ်တပေယူကြီးရွာ25ချိန်မြောက်အတံမဆဲမှာပဋ္ဌာန်းရုပ်ဘပူဇော်ပွဲဝိရတုတပင်ပဋ္ဌာန်း သိအောင်ဘွဲအခါနာ၌ဓမ္မဒါနကုသိုလ်ရှင်နှစ်ဖက်မိဘများကိုအမှုထား၍ကုသိုလ်မင်းလွင်မတန်တန်ခိုင်တမီဆောင်းစည်းစာလွင်မြတ်ဖူးငုံတွင်ငြိမ့်ဤနွေမိသားစုနှင့်နှစ်ဖက်မိဘများကိုအမှုထား၍ကိုတန်းထွန်း မခင်ချူဦးတာမောင်ထက်ဝေဦးသမီးမိတ္တနဲ့မိသားစုတို့ကနေပြီးတော့ဆင်ရင်ချင်းပပြုလုပ်အပ်သည်ပဋ္ဌံသိအောင်ပွဲဓမ္မသဘင်၌ဟောကြားအပ်တော်လူသားနှင့်ဘဝဒသနများအမိရသည့်တရားတော်ဤတည်းတရားတော်ရဲ့အမိကား လူသားနဲ့ဘဝတဒနာများတဲ့ခေါက်လောက်ပြောကြည့်ပါဗါတယ်လေလူသားနဲ့ဘဝတဒနာများအဲ့ဒီတရားတော်ကိုဒီနေ့ညကြွားရောက်လာကြတဲ့အာလုံတော်သူတော်စင်ပြိတ္တအပေါင်းသူတော်ကောင်းတို့ဟာဥစဉ်နေနဲ့ပြောပြဟောပြသင်ကြားပေးဖို့ရာဥစဉ်တို့ရည်ွယ်ထားပါတယ် ီကောင်းစည်းရဲ့အောက်မှာဘာအကြောင်းအရာတွေကိုဦးဇင်းတို့အနေနဲ့ပြောပြမလဲလို့ဆိုရင်တို့သူတော်စင်များအားစာရွက်လေးတွေဝေထားတာရှိလားအေးအဲ့ဒီစာရွက်လေးတွေကနံပါတ်1ပါတယ်လေလူသားတဲ့နံပါတ်2ကလူသားနဲ့ဖန်ဆင်းခြင်းတဲ့နံပါတ်3ကအတ္တဝါဒနဲ့အနတ္တဝါဒနံပါတ်4ကြတော့ သတ္တဝါရနဲ့ဥစ္စေရဝါရနံပါတ်5ကြတော့တန္တရာကိုလက်ခံသူနဲ့လက်မခံသူတဲ့နံပါတ်6ကလူသားနဲ့ဘဝဒသနာ5မျိုးတဲ့နံပါတ်9ကဘဝဒသနာအချင်းချုံတဲ့နံပါတ်9ကဗါတယ်လေအေးအဲ့ဒီအကြောင်းအရာများကိုဒီနေ့ညကြွားရောက်လာကြတယ် အလုံးသောသူတော်စင်ပြိတ္တအပေါင်းသူတော်ကောင်းတို့အားဥစဉ်နေတဲ့ပြောပြဖို့ရည်ရွယ်ထားပါတယ်။အဲဒါကြောင့်ဥစဉ်ရဲ့တရားတော်ကိုနာကြားတဲ့အခါကျတော့တို့သူတော်စင်များလွတ်လွတ်လပ်လပ်တက်တက်သာသာ နာကြားလို့ရပါတယ်။ကိုကြိုက်တဲ့ဣရိယာပုတ်တိုင်းထိုင်လို့ရတယ်။ထိုင်ထားပြီးတော့ဘာလေးအရေးကြီးတယ်လဲလို့ပြောရင်တော့အာယုံလေးစိုက်ထားဖို့ဘာလေးစိုက်ထားရမလဲ။ ာယုံလေးစိုက်ထားရမယ်အဲ့ဒီအာယုံလေးစိုက်ထားပြီးတော့ဒီဓမ္မကိုနာကြားပြီးနောက်ကနေဘာနဲ့လိုက်ပြီးတော့ဝေဖန်ပေးရမလဲပြောရင်ပညာနဲ့ဝေဖန်ပေးရဘာနဲ့ဝေဖန်ပေးရပညာတရားနဲ့နောက်ကနေပြီးတော့ဝေဖန်ပေးအဲ့ရာမတရားနာရကျိုးနဲ့တယ်တမာရီမရှိတဲ့အလုပ်ဒီအဲ့ဒီတမာရီရဲ့နောက်ကပညာဆိုတဲ့အရာနိုင်နိုင်ရလား မလိုက်နိုင်ဘူးတမာတိမရှိရင်ပညာမရှိဘူးတဲ့ဘာမရှိရင်ဘာမရှိတမာတိမရှိရင်ပညာမရှိတာဖြစ်တဲ့အတွက်ကြောင့်တရားတော်ကိုနာကြားတဲ့အပိုင်းမှာပထမဦးဆုံးဘာလေးထားတမာတိလေးထားဘာလေးထားရမလဲအဲ့ဒီရဲ့နောက်ကဘာလေးနဲ့လိုက်နာရမလဲပညာနဲ့လိုက်ပြီးတော့နာတဲ့အဲ့ဒီနှမျိုးနဲ့နာကြားရင် ဘုပေးလေးရတဲ့နာယီနဲ့တန်အောင်ဘုသူတ္တမရနိုင်ဘူးလားရနိုင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့တရားနာတယ်ဆိုယုံလေးနဲ့တော့ဒီအချိန်ကိုပေးလေးရတဲ့ဒီတန်ဘုသည်ဟုတ်လားဖို့ထိုက်တန်ရသလားပြောရင်တမာရီမရှိရင်ညာမရှိရင်တော့အဲ့ဒီပုဂ္ဂိုလ်ဒီတရားနာပေမဲ့အနှစ်သာရကိုရသလားလို့မေးရင်ရနိုင်ရလားမရနိုင်ဘူးအဲ့ဒါကြောင့်မို့ဘာလို့ရမလဲပြောရင် သမာဓိနဲ့ပညာနဲ့လာလက်ဥကြီးတစ်ချောင်းလုံးချီထားပါလို့မဆိုလို့ပါဘူးဟုတ်လားနော်